အားလုံးပဲမင်္ဂလာပါတရှိခွန်ကားဘင်ကနာရဲ့ YouTube Channel လေးကနေပြန်လည်ကြည့်စုလိုက်ပါရယ်ဆရာနေမေကတော့ကဝင်ပါ ဆရာရင်ဘတ်တွေကနေတီနဲ့ပတ်သက်တာတိုက်တီနဲ့ပတ်သက်တာလေးတွေကိုဆရာတင်ဆက်ပြောပြပေးသားပါတယ်အခုတခါပြောပြပေးမှာကလည်းအရန်ကိုဒါစိတ်ဝင်စားဝယ်ကောင်းနေပေါ့နော်ဒါနှစ်တပါးလေးဖြစ်တဲ့ရိုးရာပူဇော်မှုမှာလေးထားရတဲ့ဒါနှစ်တပါးလေးဖြစ်တဲ့ရိုးရာနှစ်တပါးလေးဖြစ်တဲ့ပေါ့နော်ဒါပုံမကြီးရှင်မရဲ့နှစ်သမိုင်းလေးကိုဘုသူဒါဖြစ်ဖွယ်ပြောပြပေးသားမှာပဲဖြစ်ပါတယ်နောက်ပွဲတစ်ပွဲလုပ်ပြီးဆိုလို့ရှိရင်လည်းဒါ ဆိုင်ရီစဘာပေါ်များအောင်ဆိုပြီးတော့ပုံကြည်ရှင်မကိုအာဒါတင်မြောက်ပသကြတာရှိတယ်အာဒါလေယာတွေထွန်းတော့မယ်ဆိုလို့ရှိရင်လည်းအာဒါလေတွေမှာအထအထွက်တိုးဖို့အတွက်အာဒါဒီတင်မြောက်ပသတာမျိုးနော်လေလမိုင်းမြောက်တာမျိုးပုံကြည်ရှင်မကိုတင်မြောက်ပသတာမျိုးတွေကအာဒါတချို့နယ်တွေမှာဆိုရင်ယနေ့ထိတိုင်ရှိနေစေဖြစ်ပါတယ်ဒါကိုဆရာဘက်ကနေဒါဘူးဒုဒအဖြစ်ပွဲအတန်ဇလန်းအဖြစ်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ် ညောင်မင်းသားရွာမှာဥပုဒ္ဓဟာရှေ့မီနောက်မီလူကြီးတဦးဖြစ်တာနဲ့အညီအမျိုးမျိုးသောအเจ้าညာတို့နဲ့ပတ်သက်၍လဲစာပေဘူးဒုတာကြွယ်ဝလွန်းသူဖြစ်ပါတယ်။ဒိမြူကင်းစင်လျက်ထိန်ထိန်ညီသောငွေလာမင်းကြီးပေါ်ထွက်လာရာလာတာညာများတွင်ဖိုးထောင်တို့ကာလာသားလူငယ်တိုက်ဟာဥပုဒ္ဓရဲ့အိမ်ဝိုင်းသို့လာရောက်၍တက်ကြီးစကားတက်ငယ်ကြားဆိုသလိုမိမိတို့တိလိုသည့်အเจ้าညာတို့ကိုဆက်စုမေးမြန်းလိရှိကြပါတယ်။ထို့အခါဥပု ထူးကလည်းတကူတဲ့တမပြီးပြီး၎င်းအိမ်ရှိရှိ မကြီးပင်ကြီးအောင်မှာထိုးထားသောကွက်ပစ်ပေါ်၌ရင်းရွေးချံပဲချမ်းတို့အစုံလင်တို့နဲ့တဲခင်းဧခန်းကဖိုးထောင်တို့တိလူသည်များကိုမမောနိုင်မပန်းနိုင်ပြောပြပြီးရှာပါရယ်ဖိုးထောင်တို့အုပ်စုကလည်း၎င်းတို့အတီချင်တာရှိလျင်နိုင်နိုင်ချွတ်ချွတ်နဲ့ကိုအာမနာတန်းမေးမြန်းကြပါတယ်။38မေနဲ့တွေထဲမှာဘဲနဲ့ကအသက်အကြီးဆုံးလဲဘာကြီး။အေးကွ ဥမာကားဆိုတဲ့တရားမင်းကြီးကိုဥထိတ်ထားလို့တို့မြမရူရ38မေနဲ့တွေဆိုပြီးရှိကြတယ်။အဲ့ဒီထဲမှာမှဘိုးတော်တရားမင်းကြီးကိုဖယ်လိုက်ရင်တကောင်းခစ်ကနေနဲ့ဖြစ်တဲ့လူဘဝတုန်းကဘဘဲမောင်တင်တယ်လို့အမည်ရတဲ့မင်းမဟာဂီရိနဲ့ကအသက်အကြီးဆုံးလို့သတ်မှတ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့တခြားနှက်တွေကပကံခိရောက်မှနှက်ဖြစ်ကြတာဆိုတော့တကောင်းကပကံထက်နှစ်အများကြီးစောတယ်လေ ။အော်ဒါဆိုနှစ်တွေထဲမှာပုပ်ပားကမင်းမာကြီးနဲ့ကဝါကြီးဆုံးပေါ့နော်။38မေနဲ့တွေထဲမှာဆိုရင်တော့ဟုတ်တယ်ကွ။ဒါပေမဲ့နှစ်တွေအားလုံးထဲမှာတော့မဟုတ်ဘူး။သူကတာကြီးကခေါင်းကိုတပြင်းပြင်းကုပ်၍အနေငယ်ဆိတ်ရှုပ်ထွေးဟန်ပြတယ်။ဒီလိုတာကြီးရဲ့တို့ရွာဘက်မှာကိုးခွေတဲ့အမေရွှေပုတ်ရင်တို့လူဒီတိယာနှစ်တွေရှိတယ်လို့ရေငန်ပိုင်ဥရှင်ကြီးနန်ကရိုင်းမေတော်တို့လူနေဆိုင်နှစ်တွေလည်းရှိသေးတယ်ကွ။ အဲ့ဒီ net တွေကအခုဘာကြီးပြောတဲ့အပြင်38မင်း net တွေထဲမှာမပါပါမိ။သူ့ရဲ့ data လိုက်တော့ပူဇော်ပတ်တာမှုပိုလို့တော်များကြသေးတယ်ကွ။အဲ့ဒီ net တွေထဲမှာကဘယ် net ကဝါကြီးဆုံးလဲဘာကြီး။ တာရင်းသာရာမာတုတိတာအစရှိတဲ့အထက်နှက်ပုံကမဟုတ်ပဲလောကီလူသားတွေနဲ့နီးစပ်ပြီးမိယိုးဖလာရိုးရာယုံကြည်မှုအရာ ကိုးကွယ်တဲ့နှက်တွေထဲမှာဆိုရင်တော့တောင်သူလေသမားတွေလေယာကင်ကျွန်းစဘာအထွတ်တူအောင်တင်မြောက်ပါတာလီရှိတဲ့ပုံမကြီးရှင်မနက်ကအသက်အကြီးဆုံးလို့ဆိုနိုင်နေကွကျုပ်ငငယ်ကဖွာလီတောင်းကြီးပုံမကြီးတင်တာမြင်ဘူးတယ်ဗျာ ကောက်လိုင်းစီကိုပန်းပန်းအဝိအစားဝစ်ပေးပြီးမုတ်ဖြူမုတ်နီလက်ဖက်အုံငပြောပွဲအစုံလင်းနဲ့လဲဥပေါ်တင်ပြီးနှပ်ပါကြတာလေဖိုးထောင်ကသူငငယ်ကတွေ့ကြုံခဲ့တဲ့ပုံမကြီးနဲ့တင်တာနဲ့ပတ်သက်ပြီးပြန်လဲဖောက်တည်ချပါရယ်ပြီးတော့ဒီလိုအတိုင်းဖောက်လုပ်ပြီးရွကြသေးတယ် ပုံမကြီးရှင်းမနိုပြင်းကိုထောင်ကြလှယ်ဦးဘောမှာသုံးထောင်ကျော်တဲ့ဒုစဘာမထွက်တင်လားထွက်တင်လားဟိထွက်တင်ပြီထွက်တင်ပြီအေးလာမောင်တို့ဝါထူတူဖူတော်ရွတ်ပြသည်ကိုသဘောကျ၍အာလုံကမြိုင်းလူရေမောလိုက်ကြပါရယ်။ကဲဒါဆိုပုံမကြီးရှင်မအချောင်းလေးမဲမဲထုကိုဘူးတူတာရအောင်ပြန်ပြောပြပါအောင်ဖူတော်ရ။ဟာ အဲအဲ့လိုဗျဘာကြီးဖူးလာလို့နှံ့နှံ့ဆက်ဆက်ငါကဘယ်ပြောတတ်ပါမလဲตาကြီးနဲ့လှမောင်းရဒီလိုနဲ့ပဲဥဖူးလာတရားပုံမကြီးရှင်မအကြောင်းကို ကာလာတလူငယ်တိုက်အားရှင်းပြရန်အတွက်အကြောင်းဖန်လာခဲ့ပြန်တယ်ကဲပါလေဗာကြီးဒီညမင်းတို့ကိုပြောပြရမယ့်အကြောင်းအရာတခုရသွားတာပေါ့တကယ်တော့ပုံမကြီးကဘလူးမာကြီးကွဲ့စိတ်ငြိမ်တဲ့အရက်မှာပုံအောင်နေမှစိတ်ကြည်လင်တဲ့အတွက်ပုံမကြီးလို့ခေါ်တွင်ကြတယ်ဟုတ်ကဲ့ပါကြီး တချို့ကလည်းပုံနှကြီးလို့ခေါ်ကြတယ်။ပုံနှဆိုတာပါဠိလိုပြည့်စုံခြင်းကြီးဆိုတာစဘာထဲ့သူတော်ကြီးအဲ့ဒီနှစ်ခုပေါင်းလိုက်တော့စဘာကြီးများကို ပြည့်စုံအောင်ဆောင်ရွက်ပြီးတော့နန်းလို့အထိပ်ပေးရတာပေါ့ကွယ်။အဲ့ဒီဘလူးမာကြီးဟာဒုတပင်းညူဖျားရှင်လက်ထက်တော်ကလေးကပေါ်ပေါက်လာခဲ့တာမို့ရိုးရာနှက်တွေထဲမှာတော့ဝါအကြီးဆုံးနန်းလို့သတ်မှတ်နိုင်တယ် ဘာကြီးကူတို့ပြောတော့ပိုစိတ်ဝင်စားသွားပြီစက်ပါအောင်ဘာကြီးရဲ့အေးအခုပြောတဲ့ပုံမကြီးဘလူးမကြီးလေယာဆောင်နဲ့ဖြစ်လာရတဲ့ဇလန်လေးကဒီလိုရှိတာပေါ့လူလေးတို့ရဲ့မြတ်စွာဘုရားရှင်လက်ထက်တော်ကပုံနာတကြွတူဟာကျင်သူဇနီးမယားနဲ့အတူ စီးစိမ်ချမ်းသာမျိုးစုံခံစား၍နေထိုင်လျက်ရှိပါတယ် ်ဘုသူရှင်လူသားတို့နေထိုင်ရာလောက၌အလုံးစုံပြည့်စုံခြင်းမရှိဟုသောသဘောတရားဟာတွင်တွဲပေါ်ပေါက်လာသည့်အားလျော်စွာ၎င်းတတိမောင်နယ်ဟာသာသမိယရနာထွန်းကားခဲ့ခြင်းမရှိချကြ၏မေမင်းရဲ့တမတော်ကြီးပြောပုံရဆိုမေမင်းကသာသမိယရနာမွေးဖွားနိုင်ခြင်းမရှိဘူးတဲ့ဒီပုံစံအတိုင်းဆိုကျုပ်ရဲ့မျိုးဆက်ပြတ်တော်မယ်နဲ့တူပါတယ်ကွယ်ကျုပ်လေဒီအကြောင်းတွေတွေးရင်းနဲ့ညညဆိုအဲ့လိုမပြောပါဘူးပုံနာကြီးရဲ့ ကျုပ်သားမွေးဖွားခွင့်ရမယ်ဆိုရင်လေတော့အတွက်သားသမီးတစ်ချိတ်နှစ်ချိတ်လောက်ကိုမွေးပေးခြင်းပါတယ်တော့အပြောနဲ့တော့ဟုတ်တာပေါ့မေမေရဲ့လက်တွေ့ကျဖြစ်မလာနိုင်တဲ့ကိစ္စပဲမဟုတ်လားကဲဒီလိုဆိုကျုပ်အကြံတစ်ခုပေးမယ်ရှင်လက်ခံမလားဘလို့အကြံမျိုးလဲမေမေကောင်းမှန်ထင်ရင်ပြောကြည့်ပေါ့ကွယ်ဒီတတကျုပ်ကရှင်အတွက်သာသမီမမွေးပေးနိုင်တော့ဘူးဆိုတော့ရှင်ရင်သွေးလေးမွေးပေးနိုင်မဲ့နောက်ထပ်ဇနီးမယားတစ်ယောက်လောက်ရှင်ထည့်ယူလိုက်ပါလား အဲ့ဒီအမျိုးသမီးကိုလည်းသူကညီမရင်းလို့သဘောထားပေးပါမယ်။အေးမင်းပြီးတဲ့အကြံကမစိုးပါဘူး။ဒါပေမဲ့သူ့ကိုအာမနာပါနဲ့ပုံနာကြည့်ရဲ့။အခုဆိုရင်သူကအပြစ်သားတယောက်လို့ခံစားနေရပြီးမအိတ်နိုင်မစားနိုင်ဖြစ်နေလို့ပါတော့။အင်းလေမင်းမင်းကအခုလိုဆန္ဒရှိတော့လဲကျုပ်လိုက်ရောပြရမှာပေါ့ရေရှည်ကြရင်သာတယောက်နဲ့တယောက်တီးခံစိတ်မွေးပြီးအစဉ်ပြေအောင်ချစ်ချစ်ခင်ခင်နေကြပေါ့ကွယ် ကောင်းပါပြီပုံနာကြီးရဲ့ကောင်းပါပြီဒီလိုနဲ့ပုံနာကြီးဟာမယားကြီးရဲ့သဘောတူညီချက်ဖြင့်မိမနောက်တယောက်ထည့်ယူလိုက်ပါတယ်အစပထမတော့မယားနှစ်ယောက်ဟာညီမဗမာချစ်ခင်နေထိုင်ကြတော့လဲမယားငယ်မှာကိုဝင်ရှိလာတော့အခါမယားကြီးကစိတ်ပြောင်းလဲသွားပါတော့တယ် အေးအခုအချိန်မှတော့ပိုမိမငယ်ကိုဒီလောက်ဦးစားပေးနေတာ သူ့ရဲ့သွေးသားရင်းကိုသာမွေးဖွားလိုက်မယ်ဆိုရင်ငါတော့အရေးပါအရာရောက်မှာကိုမဟုတ်တော့ဘူးအဲ့တော့ငါဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားစမ်းစဉ်းစားစမ်းကျွန်တော်မယားကြီးဟာအကောင့်ညာဖြင့်ကိုဝင်ပြက်စီကိုအစာရဲထဲကကျွေးလေတယ် မရင်ငယ်ကလည်းသဘောယူမှတ်ပြီးစားလျာမကြခင်ကိုဝင်ပြက်ကြရှာလေတယ်။ဒုတိယချင်းကိုဝင်ရှိတဲ့အခါမှာလည်း၎င်းဒီအတိုင်းသုံး၍ကိုဝင်ပြက်ကြစီပြန်တယ်။သူသာအင်းကြီးချင်းတို့ကရှင်မကိုတတိပေးစရာရှိတယ်တော်ရဲ့။ရှင်မကိုဝင်ပြက်ကြနေတာအခုတခါနဲ့ဆိုဒုတိယချင်းဖြစ်နေပြီလေ။ကျုပ်က ရှင်မတို့ညီမတွေကိုဂုံးတိုက်ပေးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ပုံနာကြီးရဲ့ပထမဇနီးကျွေးရဲ့စီဝါဓာတ်စာတွေကိုသတိထားဆင်ခြင်းမှဖြစ်တော့မယ်ကွအင်းတော်တို့ပြောမှ ကျွန်ုပ်လည်းသတိထားမိတယ်ကျွန်ုပ်ကိုဝင်ပြတ်မကြခင်တရက်ကအမကြီးတိုက်တဲ့ရာခုတပကံတောက်လိုက်မိတယ်ပထမတစ်ချိန်လဲထိုးနီး၎င်းပဲနောက်ဆိုရင်တော့ကျွန်ုပ်လည်းသတိထားပါမယ်တော့ဒီလိုဖြင့် တတိယအကျဉ်းကိုဝင်ရှိလာတဲ့အခါမှာတော့ဖြစ်ချောင်းကုန်းစင်ကိုသိရှိထားတဲ့အတွက်မယားကြီးကျွေးတဲ့အစာကိုမစားဘဲနေရကိုဝင်ရင့်မမှသတိလစ်ပြီးစားမိတဲ့အတွက်ပြင်းစွာသောယောဂဝေဒနာခံစားရရှာတယ်။ထို့နောက်ပုံနာကြီးရဲ့ဇနီးငယ်ဟာတေလူမျောပါဖြစ်နေတဲ့အချိန်မှာ ဒီနေ့ဟာအီအိမ်ကပထမဇနီးအပေါ်တွင် အမရင်တယောက်လို ပြုမူဆက်ဆံခဲ့ပါတယ်။ဒါတော့၎င်းကမူကျွန်ုပ်ရဲ့သွေးသားရင်သွေးကို ဆုံးရှုံးဖျက်ဆီးဖို့ရာသုံးချိန်တိုင်အားအကောက်ကျန်ခဲ့လေပြီ။အခုတစ်ချိန်တွင်တော့သူမလက်ချက်ဖြင့်ကျွန်ုပ်ရဲ့အသက်ပင် မကြခင် ဆုံးရှုံးရပါတော့မယ်။သူကြောင့်ဖြစ်လျာဘဝတွင် သူမအားပြန်လဲ၍လက်စားချနိုင်သောသူ ဖြစ်ရပါစေသား။ မရငယ်လေထို့သူစူတောင်းပြီးတေလွန်သည့်အခါမှာတော့ထိုအိမ်၌ပင်ကြောင်မဖြစ်လေတဲ့မရငယ်သေးဆုံးရတဲ့အကြောင်းရင်းကိုလည်းအိမ်ကြီးချင်းတို့မှတစင် ပုံနာကြီးသိရသည်ရှိတော့တဲမိမယုတ်ကိုကိုရိုင်းကအမြုံမမို့ခလေးမမွေးနိုင်ငါရင်သွေးမွေးဖွားပြီးတဲ့အမျိုးသမီးကြပြန်တော့လေရုပ်မှာကောက်ချစ်ပြီးသေအောင်ကြံစီတဲ့အဲ့လောက်တောင်ငါအမျိုးဖြတ်ချင်တဲ့မိမသေလီရောဟဲ့ လင်းတဲ့ကျွဲထူထောင်ရိုက်နှက်တော့ဒံယာဒံချက်တို့ဖြင့်မရကြီးလဲတေဆုံးပြန်ရထူအိမ်၌ကြက်ဖြစ်လာတယ် ချေခါအရင်ဘဝကမရင်ငယ်ဖြစ်သောကြောင်မကကျမရဲ့ဥရုကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဖောက်စားလိတယ်။ကျမဟာမကြည်နဲ့၍တဖန်ရန်ညူးဖွဲ့ကကြောင်မရဲ့သားသမီးတို့ကိုစားရပါလို့ဤဟုဆူတောင်းကတေလွန်သောတောအုပ်တစ်ခုမှစသစ်မှဖြစ်လာတယ်။ကြောင်မတေသောအခါတမင်မှဖြစ်လာတယ်။စတဲ့မကချိန်ဆထားတဲ့အတိုင်းတမင်မမွေးသောသားသမီးတို့ကိုသုံးကြိမ်တိုင်အောင်စားလေတယ်။ တမေမှာလဲတေဂာနီကာလ၌ဤจิตက်မှသည်ငါဤသားသမီးတို့ကို၃ချိန်တိုင်အောင် စားပြီးလေပြီအခုငါကိုလဲစားတော့မယ်ငါတေတော်ဤจิตက်မရဲ့သားသမီးနေတကွာ သူ့ကိုပါစားရပါလို့ဤဟုစူတောင်းပြန်တယ်တေလွန်တော်ဘလူးမဖြစ်လေတဲ့จิตက်မကလဲတေလွန်တော် တာဝတိပြည်၌လူအမျိုးသမီးဖြစ်၍အွယ်ရောက်သောအိမ်နောင်ကြကတာဝတိပြည်အနီးရွာငယ်တစ်ရွာမှာလင်းနဲ့အတူနေထိုင်နေတယ်။မကြာမီထိုအမျိုးသမီးကိုဝင်ရှိ၍မိဖွားလေးသောဘလူးမဟာ၎င်းရဲ့မိတ်ဆွေတငင်ချင်းရောင်ဆောင်၍အိမ်အသွင်းသို့ချင်းကပ်ဝင်ရောက်လာပါတယ်။အဆွေခင်မောမှာကြွပါရှင်။ကျုပ်ကတော်မွေးပြီးပြီကြားလို့အပြေးလာခဲ့တာရှင်မွေးပြီးပြီတော်ရင်ကျုပ်ရမ်းလိုချင်တဲ့တာဝူလေးပဲတော့ မန်ဆန်ရှင်းသားလေးကကျမ်းမာစုဖြိုးရဲ့လားလို့ကြုံကြည့်ပြရစေတော့ဒီမာတော်ကြီးကျုပ်သားမောင်လူလာလေးကစစ်ဖို့မကောင်းဘူးလားဟုတ်ပါဟုတ်ပါဝါဝါကိကိတလုံးတခဲတဲ့စားကျင်စရာကြီးရှင်းရှင်းအမလေးတော်ဘလူးမာကြီးကလေးမိခင်မိမျောလဲကျသွားတဲ့အခါမှာတော့ ဘလူးမဟာခလေးကိုစား၍ထွက်ခွာသွားလေတော့တယ်။နောက်ထပ်တစ်ပန်းနှစ်ချိန်မြောက်မွေးတော့အခါမှာတော့ထူနီးတူစားပြန်လေတယ်။သုံးချိန်မြောက်တော့အခါထူမျိုးသမီးသည်လင်းယောက်ျားကိုခေါ်ပြီးလျင်မောင်ကြီးရဲ့ကျမတို့ခလေးမိဖွားတိုင်းဒီရက်မှရှိတဲ့ဘလူးမကြီးတကောင်က လာစားလိရှိတယ်။ဒီကရင်သွေးလေးကိုထပ်ပြီးဆုံးရှုံးရင်တော့ကျမရင်ခွဲပြီးသိရပါလိမ့်မယ်။တို့အတွက်ကြောင့်ယခုအချိန်ဘလူးမကြီးရန်ကကင်းဝေးစီရန် အမိဖားတို့အိမ်ပြန်၍မီးပွားကျင်ပါတယ်။မောင်ကြီးခွင့်ပြုပေးမယ်မဟုတ်လားဟင်။ကောင်းတာပေါ့နှမရဲ့။နှမလေးမီးပွားတဲ့အခါမောင်ကြီးနားမှာရှိပေးနိုင်ပေမဲ့ကြံတဲ့အချိန်တွေဆိုလေယာလုတ်တွေနဲ့မှအချိန်ပြည့်မဆောက်ရှောက်နိုင်ဘူးလေ။အဲ့တော့ဒိုသားလေးကိုမိခင်တို့အိမ်ပြန်ပြီးဖွားမြင်ပါ။သားလေးကြီးပြင်းလာတဲ့အခါမှာဒီရွာကိုပြန်လာခဲ့ပေါ့သူချင်းတွင်ဝေဒဝန်နမင်းကြီးအားဘလူးမတို့သည် အနာဝတရေအိမ်မရေကိုဥကောင်းအစင်းစင်ဖြည့်ရွက်ခါအလှကြဆောင်းယူဆက်တာကြရတယ်။အချိန်ကာလအဖြစ်လေးလငါးလကြာလုံးမှတာဝန်ကင်းလွတ်ခွင့်ရှိတယ်။ဤသို့ဖြင့်အမိဖြင့်ဘလူးမဟာရေခက်လှကြပါတယ်။ဘလူးမသည် ရေခက်လက်မှလွတ်လျင်လွတ်ချင်းအမျိုးသမီးမိဘွားရာအိမ်တို့လင်းမြန်စွာသွားလီတော့တယ်။အော်ဒင်းကဒီရွာကပြောင်းပြီးခလေးတော်မိဘွားပြီးနေပါခေါလား။ငါကူအဲ့လိုရှောင်းပုံးလို့တော့လွတ်ပါမလား။ငါအခုနှစ်သားကိုစားဖို့လာပြီ။အမျိုးသမီးလေခလေးနှုတ်တိုက်နေစဉ်ဘလူးမကိုမြင်၍မြတ်စွာဘုရားသတင်းတုံးရာဇီတဝန်ကျောင်းတော်တွင်သူအတင်းဝင်ပြေးလေတယ်။ ထေဝခါမြတ်စွာဘုရားဟာပရိသတ်အလဲတွင် တရားဟော၍နေပါれအမျိုးသမီးသည်တာကိုပိုက်ခါဖရာရဲ့ချီမမိုးပေါ်သို့တာကိုတင်၍ဘုံတော်နန္ဒာကံတော်နန္ဒာညံတော်နန္ဒာတကုတော်နန္ဒာနှင့်ပြည့်စုံတော်မူသော အရှင်မြတ်စွာဘုရား တပည့်တော်ရဲ့တာငေကိုအရှင်မြတ်အားလှူဒန်းပါれအသက်ရှင်ခြင်းကိုပေးသနာတော်မူပါဟုလျှောက်ပါれ ထူကားဘလူးမှလည်းနောက်ကထက်ချက်မကွာ လိုက်ပါလာပြီးဇေတဝန်ចောင်းတဲ့သူဝင်ရောက်ရန်ပြင်းနေတဲနဆူဘလူးမတဲလူလူသက်အသားစားကျွေးတဲ့သူကငါစောင့်ကြံ့နေတဲ့မြတ်စွာဘုရားចောင်းတော်ရိတ်ကိုနင်းဝတ်သလားငါလှုပ်လိုက်လို့ဦးကောင်း80ကျွဲတော့မယ်ចောင်းတကားမုတ်ဆောင်သူမနာနှစ်သားကလည်းဘလူးမအားចောင်းတွင်သူမဝင်ရောက်စီရန်ဤသို့ဟန်တာလေတဲ့ ထိုအခါမြတ်စွာဘုရားဟာအရှင်အာနန္ဒာကိုဘလူးမာအားတွားရောက်ခေါ်ဆောင်ရန်ဆေလွတ်တော်မူတယ်။ဘလူးမာပါလာသောအခါအမျိုးသမီးဟာအရှင်ဘုရားဘလူးမာလာနေပြီ ကြောက်ကြောက်လာပါရဲ့ဖေယားဒူလာပါစီဖြစ်သည်တင်းသာအတန်မပြုတ်လင်းနဲ့ဒီနောက်မြတ်စွာဘုရားကအသင်ဘလူးမှာတင်ဟာဤလူသားအမျိုးသမီးအပေါ်၌အဘယ်ကြောင့်ရက်ဆက်သောအမှုကိုပြုသည်။ငါဘုရားတန်မှောက်သူတင်းညူနှစ်ယောက်မရောက်လာလျင်တန်တရားတစ်လျှောက်လုံးရန်သူတွင်ဖြစ်ကြပြီတော့မယ်။ဤသို့ဖြင့်မြတ်စွာဘုရားရှင်ဟာနာဟိဝေယနာဝေယာနိ အစရှိသောဂါရာဖြင့်ဟောပြောကရန်ငိုရန်ချင်း မတုံလျင်းနှင့်ရန်မလူမှရန်ပြူသည်ရန်လိုလျင်ရန်ပိုတတ်သည်ဟူသောစကားကိုဟောကြားတော်မူသည်ဖြင့်ဘလူမဟာတောကြပန်အဖြစ်သို့ရောက်လေတယ်။တရားနာရောက်လာကြသော ပရိသတ်များလည်းအကျိုးရှိသောတရားဒေသနာတော်ကို ကြားနာမှတ်သားရလေတယ်။ထို့နောက်မြတ်စွာဘုရားက လူသားမျိုးသမီးကိုချစ်သမီးတင့်သားငယ်အားဘလူမကိုပေးလိုက်လော့။ အရှင်ဖုရားဖုရားတပည့်တော်ကြောက်လာပါတယ်မကြောက်လင့်ချစ်သမီးဤဘလူးမကိုမြည်၍သင်နိုင်ဘေးဒုက္ခမရှိတော့ပြီဖုရားရှင်ကသူတို့မိတော်မူမှတားငယ်ကိုဘလူးမထံသို့စိတ်ချစွာပေးအပ်လိုက်တယ်ဘလူးမဟာသူတားငယ်ကိုနမ်းရှုပ်ပွေ့ချီပြီးလျင်တပံမိခင်အားပေး၍ငိုကြွေးတယ်အဘေကြောင့်ယုတ်တည့်ရဲ့ငိုကြွေးညှိတဲ့ရတဲ့နည်းချစ်သမီး အရှင်ဖေယားတပည့်တော်မဟာ ရှေးအခါကအစာစားကိုတရှိတမဲမရွေးမချေစားတော့ခဲ့ပါတယ်။ထို့ကြောင့်ယခုအခါအဘေကိတုအသက်မွေးမြူပြုလုပ်ရမည်ကိုတွေးတော်မိ၍ပူဆွေးဝမ်းနည်းရကြောင်းပါဖေယား။ထို့အခါမြတ်စွာဘုရားရှင်ဟာဘလူးမအားစိုးရိမ်ကြောင်းကြမှုမဖြစ်စေရန် နှစ်သိပ်ပြီးနောက်လူသားမျိုးသမီးကိုယခုကဲ့သို့မိန်ကြားတော်မူပါれ။ချစ်သမီး ဤသနာစပွဲဘလူးပါကြီးဟာယခုအခါပါဏာတိပါတာဝေရာမဏိသိခာပရံတမာတိယာမိဟု၍ငါဖျားဤသိခာ ပုဒ်တော်ကို ထိမ့်သိမ့်ပြီးဖြစ်သည်ဖြင့်၎င်း၏အသက်မွေးမြူမှုအတွက်အခက်အခဲဖြစ်နေရရှာတယ်။ဒီအတွက်တိအိမ်၌နေစည်းပြီးယာကုထမေဥတို့ဖြင့်လှုပ်ကြွေးလော့။တပည့်တော်ညီအမရင်းကဲ့သို့သဘောထား၍လှုပ်ကြွေးပြုစုပါမယ်အရှင်ဖျား။ တာဓုတာဓုတာဓုပါချစ်သမီးထို့နောက်လူသားမျိုးသမီးလည်းဘလူးမကိုခေါ်ဆောင်ပြီးလျင်ခေါင်ရှောင်းနိုင်နေစေ၍ယာကုထမင်းဦးတို့ဖြင့်လှုပ်ကြွေးလေတယ်ထို့သူလှုပ်ကြွေးတော်လဲစပားထောင်းသော ကြည်ပွေများဖြင့်ပုတ်ခတ်ရိုက်နှက်တဲ့ကဲ့သို့ထင်လေတယ်ထို့နောက်ဘလူးမဟာအဆွေခင်မွန်းဖြစ်သောအမျိုးသမီးကိုခေါ်၍"ကျမဤကောင်ရှောင်းနိုင်မနေနိုင်ပါ" ်တင့်တော်သောနေရာ၌ထားပါဟုဆိုသည်ဖြင့်မောင်တင်ကုန်း၌၎င်းရေဦးထုတ်ထားရာအရက်၌၎င်းခုံလောက်ရှိရာစပူအိမ်၌၎င်းတစက်မိတ်၌၎င်းအမိုက်ပုံ၌၎င်းရွာထိပ်တကား၌၎င်းကြောင်း၍ပြောင်း၍ထားပါရဲ့ထို့သို့ပင်ထားတော်လဲဘလူးမဟာဤမောင်တင်ကုန်းအရက်၌နေရာချင်းကကြည်ပွေဖြင့်ဥကောင်းကိုထူခွဲရိုက်နှက်တဲ့ကဲ့သို့ရှင်နေရေဦးထုတ်ထားရာအရက်ကခလေးတငယ်များ လှုပ်ဆီးရေးထွေးစွန့်ကြရတယ်။စပူအိမ်ကခွေးတို့အိတ်ကြနေတယ်။ဒဇက်မိတ်အရက်ကခလေးတငယ်တို့အငြိအကျေးစွန့်ပြစ်ကြရတယ်။အမိုက်ပုံးကအမိုက်တရိုက်တို့စွန့်ပြစ်ကြရတယ်။ရွာထိတ်တကားရက်ကရွာတငယ်များနေရာတက်မှတ်ကကစားကြတဲ့နေရာဖြစ်၍ငင်းပယ်လေတယ်။ထို့နောက်ဘလူးမကို ရွာဤအပြင်စိတ်ငြိမ်သောနေရာ၌ထား၍ယာကူဦးထမင်းဦးတို့ကိုပို့ဆောင်၍လှုပ်ကြွေးလေတယ်။ ထိုဘလူးမဟာအမြုသမီးအားအီနှစ်မိုးကောင်းလိမ့်မယ်။ကုန်းရနိုင်စပါးဆိုင်ကအီနှစ်မိုးခေါင်လိမ့်မယ်။ဇိုင်ဝမ်းရအရနိုင်စပါးဆိုင်ကဟုပြောကြလေတယ်။အမြုသမီးလည်းဘလူးမပြောတဲ့စကားအတိုင်းစိုက်ပြူးသဖြင့်စပါးဆန်းရီပြည့်စုံ၍ချမ်းသာလေတယ်။ထိုအခါတာဝတိပြည်သူပြည်သားတို့လည်းအမျိုးသမီးကချစ်သမီးတင်းဆိုင်ပြူးအပ်သောကောက်နံစပါးတို့သည်ရည်ကြီးသည့်အခါရင်တော်လည်းကောင်း မိုးကောင်းကြီးရှားသည့်အခါတွင်တော်၎င်းမပြက်စီးမဆုံးရှုံးခဲ့ဤနှင့်မိုးကောင်းကြီးမိုးခေါင်ကြီးကိုတင်းတိသလောအဆွေခင်မမတို့ကျမအနေနဲ့မိုးကောင်းမယ်မိုးခေါင်မယ်ကို မသိပါကျမရဲ့အဆွေခင်မဖြစ်သောဘလူးမာကြီးအပြောအရစပါးဆိုင်ပြူးသဖြင့်စပါးစမ်းရည်ပြည့်စုံပါသည်ကျမကလည်း၎င်းအပေါ်၌ဝတရားမပြတ်ယာကုထမင်းစသည်တို့ကိုပို့ဆောင်နေသည်ကိုမြင်ကြသည်မဟုတ်ပါလော့ ကျမပို့ဆောင်ပသတယ်လို့တင်တို့လဲပို့ဆောင်ကြမည်ဆိုရင်တင်တို့ဤလေယာလုပ်ငန်းအစုစုတို့ကိုလည်းထိုဘလူးမကမဆဆောင်လျှောက်ပါလိမ့်မယ်။ထို့နောက်သာဝတိပြည်သူပြည်သားအလုံးတို့ဟာအမျိုးသမီးပြောတဲ့အတိုင်းပူဇော်ပသကြလိမ့်မယ်။ဘလူးမကြီးသည်လည်းထိုခါမှဆ ảy ၍အလုံးကိုကြည့်ရှုမဆားသဖြင့်သာဝတိပြည်ဟာစီပင်ဝါပြောတဲ့အဖြစ်သူ ရောက်ရှိလာပါတော့တယ်။ ကဲဒါကတော့ဖျားရှင်လက်ထက်တော်ကလေးကရှိခဲ့တဲ့ပုံမကြီးရှင်မဆိုတဲ့ဘလူးမာကြီးအကြောင်းပဲတာအီးတို့ဖိုးတော်တို့ရဲ့ဘာကြီးဖိုးလာပြောတယ်ပုံမကြီးရှင်မအကြောင်းကအရန်စိတ်ဝင်စားဖို့ကောင်းတာပဲနော်စိတ်ဝင်စားဖို့ကောင်းတယ်လူတည်ငန်းစာယူစရာတွေလဲပါတကွဲချစ်စာကိုရှည်စေမုံစာကိုတူစေတဲ့ရန်ကိုရန်ချင်း တုံလင်းနေရင်အမုံတန်တရားရှည်ပြီးတယောက်နဲ့တယောက်လက်စားချီလို့ကို ပြီးမှမဟုတ်တော့ဘူး ဟုတ်ကဲ့ပါပါကြီးကျုပ်တို့နာယူမှတ်သားလိုက်ပါမယ်ဗျ။အေးအေးအချိန်လေးလင့်ပြီဆိုတော့ဒီနေ့တော့ဒီတပုတ်နဲ့ကြည်နဲ့ကြအောင်ကွယ်။ဟုတ်ကဲ့ပါကြီးဒါဆိုကျုပ်တို့ပြန်ဦးမယ်နော်။မိမိတို့တည်ကျင်းသောအကြောင်းအရာများကိုသိရှိရတဲ့အတွက်ကြည်နဲ့ပျော်ရွှင်စွာ ပြန်သွားကြသောဖိုးထောင်တို့ကိုကြည်ရင်ဥဖိုးလာတယောက်လည်းပီတိဖြစ်ကကြံခဲ့လေတော့တယ်။ ဒါလေးကတော့ပုံမကြည်ရှင်မရဲ့ဒါဘဝဇက်ထုတ်လေးနဲ့သူ့ရဲ့တမိုင်းချောင်းလေးကိုဘူဒူတာဖြစ်ပွဲပြောပြပေးသွားတာပဲဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်မိမိတို့သိချင်တာလေးတွေရှိရဆိုလို့ရှင်လေဒီ Dish 95ရဲ့ YouTube Channel လေးရဲ့ comment အောက်မှာမိမိတို့သိချင်တာလေးတွေကိုလည်းမေးခဲ့လို့ရပါတယ်။နောက်ထပ်နောက်ထပ်အစီအစဉ်တွေမှာလည်းဘလို့ပုံကိုယ်ရဲ့ဒါအကြောင်းအရာလေးနဲ့လောင်းမလဲဆိုတာသိချင်တယ်ဆိုရင်တော့ Dish 95 YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးခဲ့ပါ။ခုနှစ်နှစ်နဲ့ရှင်နေပါသောသူများဘေးပညာကင်းဝေးကြပါစေ။လက်ရှိဖြစ်ပေါ်နေသောအခက်အခဲများမှလည်းအမြန်ဆုံးကြော်လွားဖြစ် ဖြစ်ကျော်နိုင်ကြပါစေလို့ဆရာကောင်းမင်းကနေစူတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ